ပွင့်တော့ဖူးတာဝင့်လို့ချီနေကြီးမှာရွှေကြီးတော့ငါတို့စာတင်ကြောင်းအခုကတော့မဟုတ်ဘူးဘုံမှန်နဲ့ငါတို့ကြောင်းဟောဒီမှာသွေးဆွနေတဲ့အဝတ်တွေသွေးဆွနေတဲ့ကလေးတွေရဲ့အဝတ်တွေအခုလဲအပေါ်မှာဝဲနေတုံးမယ်ကလေးတွေရဲ့ပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာလဲ2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပင်းမြို့နယ် းထိန်ထွင်းခြေရွာမှာမနက်7:00နာရီလောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာ စာသင်နေတဲ့ကလေးတွေတဲကအ ਨੇ ဆုံး10ယောက်တည်ဆုံး။ဆရာဆရာမဦးရလည်း2ယောက်တည်ဆုံးသွားတယ်။ထိခိုက်ဒဏ်ရာရတဲ့အရေးအတွက်တည်းကျမတို့အခုထိကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူး။အများကြီးပဲ။စာသင်နေမတက်မှာကိုပဲထိခိုက်ဒဏ်ရာမှုတွေရရှိတာ။ ကျမတို့ရဲ့ကလေးတွေကိုအမုန်းတွေအညှိုးတွေအာဃာတတွေဝင်မလာအောင်လို့ကျမတို့ကတုံ့တင်ဆုံးပါတယ်ဒါပေမဲ့ဒီနေ့စစ်ကောင်စီလုတ်သွားတဲ့လုံရက်ကကလေးတွေနှလုံးသားထဲမှာရောအုံနောက်ထဲမှာအမုန်းတွေအညှိုးတွေအာဃာတတွေဝင်သွားပြီသက်ဆံမှုရုံမှမှုအောက်တန်းချမှုတွေအားလုံးကကလေးရဲ့စိတ်ထဲမှာနှလုံးသားထဲမှာစွဲထင်သွားပြီနိုင်ငံတကာကကိုညင်တိုင်းတဲ့လူတွေရော ကျမတို့ကလေးတွေဘလောက်ထိပေမဘလောက်ထိဆုံချုံမအတန်ထွက်ပြီးပြောပြကြမှာလေအားလုံးနားတွေမကြားကြတော့ဘူးလားကျမတို့ကလေးတွေအတွက်ကူညီပေးကြပါ Save our children ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါလူအခွင့်ရေးလူအခွင့်ရေးလို့ပြောနေတယ်အခုလို့ဒီလိုဖြစ်တယ်ကလေးတွေတေးကြည့်တယ်စာတင်ကြောင်းတွေပြက်စီအဲ့ဒါကတော့အလုပ်လူအခွင့်ရေးကိုထုတ်ဖောက်တာမဟုတ်ဘူးလားကျမတို့မကူဘူးတင်းထားမယ်ဒါဖြစ်လို့မကူဘူးလား ကျမတို့ရှစ်ဆက်လောက်ရမယ်အလုပ်ဒီအများကြီးရှိဒီလောက်ထိအောင်ဖြစ်ပြီးမှတော့လုံးဝနောက်ဆုတ်စရာအကြောင်းမရှိဘူးဒီဟာတွေအတွက်ထိုက်တန်နဲ့ပြစ်ဒဏ်ကိုပေးနိုင်အောင်ကျမတို့စူးစမ်းဒီပြစ်မှုကိုကျူးလွန်ထားတဲ့ကျူးလွန်တဲ့သူတွေအားလုံးကောင်းမွန်တဲ့ပညာသင်ကြားရေးမရပါစေနဲ့မိသားစုတွေဘယ်တော့မှချမ်းချမ်းသာသာမနေရပါစေနဲ့ဒီကလေးတွေကြုံတယ်လို့ဒီမိသားစုတွေကြုံတယ်လို့ 都多嘞，他都他们看啥爬山咯？怎么搞咯？江手那边，怎么叫他们呀？过到阿龙个单家边，江苏那边他都阿娇个，看啥茶爬山？怎么搞咯？阿爸问这岔路的怎么讲到那里没熬不去，地老也是讲究木的个，阿皮带、阿双肩包木的，十二那些生的家双木的，怎么讲？十二皮带不会换的吧？没前途，茶爬山。